အားလုံးပဲမင်္ဂလာပါစားပွဲဆုံး channel ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီမှာကြတော့ကျွန်တော်ကရွှေဖယုံတီးချက်နီးကိုလာပြီးတော့မှတင်ပေးမှာဖြစ်ပါတယ်အဲ့တော့ရွှေဖယုံတီးချက်နီးကိုဘယ်လိုချဲရမလဲဆိုတာပေါ့နော်ကျွန်တော်ပါဝင်ပစ္စည်းအရင်ကြည့်မယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့လိုအပ်တဲ့ပါဝင်ပစ္စည်းကတော့ရွှေဖယုံတီးရဲ့ပြီးတော့ဆိုရင်ကျက်တွန်ကျက်တွန်နီးခြင်းပင်ကျက်တွန်ရှူပေါ့နော်နောက်ထပ်မှန်ပြီးတော့မှပစွန်ချောက်နော်အဲ့ဒါတွေလိုအပ်ပါတယ် ပြီးတော့ဆိုတာနဲ့ကျွန်တော်တို့ CO တင်လိုက်မယ်ပေါ့နော် CO ကတော့ကျွန်တော်ကျုပ်ကြော်ထားတဲ့ C ဆိုတော့လေဘိုးမစီတော့ပါဘူးခင်ဗျာအဲကဲ C ကတော့ကိုလို့တလားပေါ့နော်အတင်းတင်းထည့်လိုက်မယ်ထပ်မှန်ပြီးတော့မှကျွန်တော်တို့ကျက်တွန်နီကိုဖမ်းမအောင်ဆုံးနေမယ်ထည့်မှာဖြစ်ပါတယ်ကျက်တွန်နီအာကျက်တွန်နီထည့်ပြီးတော့ပြီဆိုတာနဲ့နော်တစ်ချက်နှစ်ချက်ကျွန်တော်တို့မွေလိုက်မယ်ပေါ့နော်ထပ်မှန်ပြီးတော့မှကျွန်တော်တို့အမ်စနွန်ပေါ့နော်စနွန်ထဲမှာဖြစ်ပါတယ်စနွန်ကတော့အနည်းငယ်ပေါ့ ကျွန်တော်အနေငယ်ထင်မှာဖြစ်ပါတယ်အနေငယ်မွေလိုက်မယ်နယ်လီနူးတော့အောင်ပေါ့နော်တက်တုန်နေနည်းမွေးလာပြီဆိုတာ ਨੇ ကျွန်တော်နောက်ထပ်မှန်ပြီးတော့မှအဲလိုအပ်တဲ့ဟာလေးထည့်မယ်ပေါ့နော်တက်တုန်ဖြူနေဂျင်းကိုထပ်ပြီးတော့ထည့်ထင်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တက်တုန်ဖြူတက်တုန်နီဂျင်းထည့်ပြီးတော့ဆိုတာတော့အနံ့လေးကနည်းနည်းမွေးလာရေပေါ့နော်အနံ့လေးနည်းနည်းမွေးလာပြီအဲကျွန်တော်ဘိုင်းထပ်ပြီးတော့မှ ထပ်ထည့်မလဲဆိုတော့ဖယုံဒီထည့်มาဖြစ်ပါတယ်ဖယုံဒီကတော့ကျွန်တော်ကအာလီထာမီတာပေါ့နော်အခွန်လွှာထာမီတာဖြစ်တယ်ကျွန်တော်တော့အာအနည်းငယ်လေးပဲသုံးတယ်ဒါအဲ့မှာစားဖို့ချက်တာဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်ပေါ်အောင်နှောင်းမွေပြီးတော့မှရေနှဲငယ်ထည့်လိုက်မှာပေါ့နော်နူးတော့အောင်လို့ပေါ့နော် ရေနှဲငယ်လေးထည့်မယ် ပီတာဝိဆိုတာ ਨੇ ကျွန်တော်တို့စာစာထည့်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကစာသုံးမယ်ဆိုရင်လည်းရတယ်လို့ကျွန်တော်တို့အာငံပြာရီတို့သုံးမယ်ဆိုရင်လည်းရတယ်ပေါ့နော် ချုံမုံထည့်မယ်ပေါ့နော်ချုံမုံလေးထည့်လိုက်မယ်အဲပစွန်ကြောက်ပေါ့နော်ဒါကတော့ပုံမှန်ဆိုရင်တော့ပစွန်ကြောက်ကတော့ကျွန်တော်စီချက်တဲကလေးကထည့်ပေါ့နော်ကျွန်တော်အဲမိသွားတာဖြစ်တဲ့သူကြောင့်ဟိုမှာပေါ့ပစွန်ကြောက်ကိုနောက်မှာထည့်ဖြစ်လိုက်တယ် โอเคအဲ့တော့ကျွန်တော်ရဲ့ဒီ YouTube channel မှာဆိုရင်လည်းပဲပေါ့เนาะအဲ့တော့ဟင်း channel နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တင်ပေးလေးရှိတာပြည့်နေတော့ကြောင့် YouTube channel ကိုလည်းပဲအဲ like and subscribe နှိပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျာဒါဆိုရင်ကျွန်တော်ပမာဦးဆုံးနည်းနည်းနူးလာပြီဆိုတော့ပေါ့เนาะထပ်မံပြီးတော့မှနောက်ဆုံးအနေနဲ့ရေထက်ထဲမှာဖြစ်ပါတယ်ရေဦးတော့ကိုကအဲကျွန်တော်ရေနဲ့နည်းနည်းလေးရေနည်းနည်းလေးပါမှာဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့เนาะရေအနေနဲ့ ရေလေးထပ်ပြီးတော့မှထည့်ပေးတာဖြစ်ပါတယ်အဖုံလေးထပ်မှန်ပြီးတော့ပြန်အုပ်ထားမယ်ပေါ့နော်အဲနူးလာပြီဆိုရင်ကျွန်တော်တို့အဖုံလေးဖွင့်ပြီးတော့မှအဲဒီလိုအနေထားလေးရရှိလာပြီပေါ့နော်ဒါကျွန်တော်တို့ရေလေးနှင်းငယ်နှင်းငယ်လေးနဲ့ကျွန်တော်စားမှဖြစ်တဲ့အတွက်ကြောင့်အနံ့လေးရလည်းအရင်အမွေးပြီးတော့မှနှုတ်ဥဤလေးနဲ့တကယ်ကိုမှစားလို့ကောင်းတဲ့ရွှေဖြုံလေးတစ်ပွဲပေါ့နော်အဲ့တော့ရပါပြီအဲ့တော့အရင်ကိုလည်းစားလို့ကောင်းတဲ့ပုစံကြောင့်အနံ့တင်းတင်းလေးနဲ့ပေါ့နော် အဲမွမွေးလေးနဲ့နောက်ချင်းအနံ့လေးလေးပါတာဆိုတော့လေနော်အဲ့တော့အရန်ကလည်းစားလို့ကောင်းပါတယ်အဲ့တော့ဒါတော့ကျွန်တော်ရဲ့ဒီဟင်းချက်နီးလေးဖြစ်ပါတယ်ဗောနော်တကယ်လို့များအဲကိုအတွက်အကျိုးရှိတယ်ဆိုရင်ပေါ့နော် like subscribe လေးလေးပေါ့နော်အားပေးတော့ဖို့အတွက်လည်းတောင်းဆိုပါတယ်ကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်ထားသေးဘူးဆိုရင်လည်းလုပ်ထားဖို့အတွက်လည်းတောင်းဆိုပါတယ်အားလုံးပဲမြင်ပါပါ